လွမ်းပြပြအပိုင်း19ဂါငင်းဒီလိုနဲ့တောင်ကြီးဟာပြီးဆုံးသွားသည် လွမ်းဟာဘာသာဆုံးကုန်တူးပါခဲ့ကဟန်လင်းမောင်ကလည်းမြန်မာနဲ့ဓာတူကလွဲက၄ဘာသာလုံးပါခဲ့သည် နောက်တော့ဟန်လင်းမောင်အဖေဟာဟန်လင်းမောင်ကို US မှာပညာသင်ခိုင်းမှုဖြစ်လာသဖြင့်အဲ့ကိုသွားဖို့ဖြစ်လာသည် လွမ်းလေလိုက်သွားခြင်းသလိုဟန်လင်းကလည်းလိုက်စီခြင်းသဖြင့်သွားဖို့သူတဲဒီကိုတောင်းဆိုခဲ့သည်။ဘာကြောင့်ကုန်ကြခံပေးရမှာလဲ။သူများနိုင်ငံမှာကြောင်းသွားတတ်တယ်ဆိုတာနဲတဲ့ကုန်ကြစီလား။လွမ်းအံ့အော်လွန်လာသည်။ဒီလူကြီးဟာ အရင်ကလောက်သူ့ကိုမခတ်ထန်တော့ဘူးဆိုပေမဲ့သူ့အပေါ်သဘောထားကတော့ဒီတိုင်းပါပဲ။သူ့အပေါ်မခတ်ထန်တော့တာကလည်းအိမ်မော်တက်လာသည့်သူ့နောင်မိမနဲ့ချုပ်ကိုပိုင်းလေးကြောင်းသားလေး။ အဖေဖြစ်ကြောင်းပြခြင်းရောဒါတော့ဘလို့မှခွင့်မပြုနိုင်ဘူးလွမ်းကရောခွင့်ပြုချက်တောင်းနေရဲ့လို့ဒဲရီထင်လားလွမ်းကိုမွေးထားရတဲ့အတွက်ဒါဟာဒဲရီလုတ်ပေးရမယ်တာဝန်ပဲလွမ်းတေးတယ်ဒါအဖေကိုပြန်ပြောရမယ်လေးတယ်လားသူကဘယ်တော့ကသူ့ကိုသူ့အဖေအဖေအတင်းမှပြုခဲ့လို့လေသူကိုယ်တိုင်လွမ်းကိုမိပါမယ်လို့ပြောခဲ့ရမဟုတ်လားလွမ်းစကားအများကြီးမပြောချင်ပါဘူးဒဲရီ လွမ်းကို US သွားခြင်း ਨੇ ကျေးဇူးပြုပြီးတော့ဒါကိုခွင့်ပြုပေးပါ မရဘူးဒါဒယ်ရီစကားအကုန်ပဲအခုချက်ချင်းအခန်းထဲထွက်သွားတော့ဒယ်ရီလွမ်းတို့စကားအများဖြစ်ခဲ့ကြတော့လေနောက်ဆုံးအရှုံးရသူက လွမ်းသာဖြစ်သည် လွမ်းပေတော့ငါဒီလူကိုနိုင်ဘူးလို့လေသို့တော်လေကိစ္စတော့မရှိပါ လွမ်းကိုထိုးလူပေးမသွားခဲ့လျင်တောင်ဒီအိမ်ကထွက်သွားဖို့စဉ်းစားခဲ့ပြီလေဟန်လင်းနဲ့လည်းတိုင်ပင်ပြီးသား ရန်ကုန်မှာအတူသွားနေကြမယ်လို့အဲဒါကြောင့်အများကြီးလည်းထပ်ပြောမနေတော့ပါထိုလူကြီးစီကနေလွမ်းရအောင်ထွက်သွားတော့မည်မဟုတ်လားပါအတွက်ဆက်ရန်ဖြစ်နေရမှာလေလွမ်းအခန်းထဲကဒေါသတကြီးထွက်လာတော့ကွေကွေလေးနဲ့ဖစ်စဲဆက်နေတဲ့ချိုကိုပိုင်းလေးကိုမြင်လာရသည် ရုတ်တရက်ကြီးငိမ့်ချမ်းသွားသည့်လွမ်းဒေါသတွေဟာဒီကလေးကို ကြောက်လာသည်ထင်သည်ဒီကလေးနဲ့ပတ်သက်လျင် လွမ်းမကောင်းမွန်တဲ့ခံစားချက်ရှိတာကတော့သူစံစရာပါပဲသူ့အနာသွားရတော့လွမ်းကိုမတိချင်အောင်ဆောင်ကပစ်ဆဲဆက်နေသည်မို့စာချင်လာသည်ရဲတော့ရဲရတာလွမ်းပြောပြီးသူ့အနာထိုင်လိုက်တော့မှသူ့ကိုတိချကြည်လာသည် ချိုကိုပိုင်းလီဒီလိုညံသေးသေးလေးနဲ့ဒါရီဆော့လို့မရဘူးဒါကဒီနေရာမှာဆက်ရမှာ ချုပ်ကိုပိုင်းလေးရှာမတွေ့တဲ့အပိုင်းစာလေးတွေကိုဆက်ရမည်နေရာမှာဆက်လာရင် လွမ်းဟာပြောလိုက်တော့အံ့ဩတကြီးလိုက်ကြည့်နေတဲ့ရုပ်လေးကတကယ်ကြိုက်ခဲခြင်းစရာလေးပါလွမ်းမတိမသားခိုးပြုံးနေမိသည်ဒါနဲ့ဒီနေ့ဟာလွမ်းကို light and all လိုက်ကြည့်နေသည် ချုပ်ကိုပိုင်းလေးရဲ့မွေးနေရလေမနက်ကလေးကအိမ်က အလုသမားတွေအလုရှုံနေကြတဲ့အတွက်လွမ်းသူ့မွေးနေဆိုတာကိုသိခဲ့ရသည် ဒီနေ့မင်းမွေးနေ့လို့တော့ကြားရေဒီတော့ဒါလေးယူသွားမယ်ချိုကိုပိုင်းလေးကိုရောင်မခေါ်မိခြင်းကိုကျေးဇူးတင်ရမည်လေမင်းလို့သုံးတော့လိုက်တာကထိုကလေးရဲ့ဒေါသကိုစွမိမယ်ဆိုသည်လဲအသေးရယုံပေါ့ဒီချက်ဆော့အစလေးကိုလွမ်းတီးတန်းလို့မှတ်လိုက်လွမ်းတီးထိုအပိုင်းအစလေးကိုကင်ထားရင်သူ့ကိုသဘောတကျစိုက်ကြည့်ရင်ပြောလိုက်သည် ဒါမရှိရင်မင်းရဲ့ကျက်စာအပိုင်းစာတွေဘလို့ဆက်ဆံမပြည့်စုံတော့ဒါမင်းကိုလွမ်းကြေးတံပေးရဲ့မွေးနေ့လက်ဆောင်ပဲဒီစကားဟာချိုကိုပိုင်းလီကိုစနောက်ပြောလိုက်တော့ညာလေတကယ်တမ်းလွမ်းတီအိမ်ကထွက်သွားတဲ့အခါသူ့ကိုမမေ့စေချင်၍လောက်ခဲ့မိခြင်းလည်းဖြစ်သည်ဒီအိမ်မှာလွမ်းကိုတတိတရာရှိနေမိသူကချိုကိုပိုင်းလီပဲရှိရမလား လွမ်းကိုတတိယနေမဲ့သူကတယောက်သေးသာရှိနည်းဆိုပေမဲ့လွမ်းတလောက်နဲ့ရင်ပြောပါသည်လွမ်းကိုဥကြောင်ကြောင်လေးကြည့်နေတဲ့ချိုကိုပါလေးဟာသူပြောတာကိုနားလည်မဲ့ပုံမပေါ်တာကြောင့်ပြုံးမိပြီးလက်ထဲကဂျက်ဆော့ပစ်စဲကိုယူပြီးထသွားလိုက်သည် နောက်မှဒေါသထွက်ပြီးကြံခဲ့မယ်ဆိုတာသိချခံစားမိတော့လွမ်းထပ်ပြီးနှစ်ခြိုက်စွာပြုံးလိုက်မိတော့သည် သူလေးနဲ့ဒီနေ့တွေ့ရတာက နောက်ဆုံးဖြစ်လေမလား လက်ထဲကယူလာတဲ့ပစ်စက်အပိုင်းလေးကို ချိုကိုပန်းလေးစိတ်ဆူအောင်စရင်ယူလာခဲ့သည်ဆိုပေမဲ့လွန်တော်မပြေနိုင်ခဲ့ပါရန်ကုန်ရောက်ပြီးနောက်ပိုင်းတွင်ဒါလေးဟာပတ်စံအိမ်ဆောင်တဲ့အဆောင်လေးဖြစ်လာခဲ့သည် နောက်တော့တဖြည်းဖြည်းအယောင်ပြေလာပြီဆို၍ကက်လောင်ကကီချိန်လေးလုပ်ခဲ့သည်အဲ့တော့ပြန်မလာသေးတဲ့၆နှစ်အကြာမှာထူးထူးဆန်းဆန်းအိမ်ခေါ်နေသည့်သူ့အဖေကြောင့် လွမ်းစိတ်ထဲတမျိုးဖြစ်မိသည်ဟေတာအမေကိုကောင်းငိမ့်လိုက်သည်သူ့အဖေရဲ့မပြန်လာရင် သူ့ကိုအစိုးမစိုးနဲ့ဆိုသည့်စကားမှာချင်းချောင်မှုတွေပါဝင်နေသည် သို့တော့လွမ်းမကြောက်ပါ လွမ်းအခုသွားပြင်မယ်ဆိုတာက လွမ်းစိတ်ထဲတည်ခြင်းစိတ်ဖြစ်ပေါ်မှုကြောင့်နဲ့အဲ့နေရာကပြန်ဖို့သူ့ကိုစဲငင်စွာခေါ်ဆောင်နေရလို့ခံစားနေရလို့ပြန်ဖို့ဆုံးဖြတ်လိုက်ခြင်းမှာဒိုးလိုက်ခဲ့ရမလား ဟီတာပြောတီကို လွမ်းကောင်းခါလိုက်သည် ဟီတာဟာသူ့ဤစားကြောင့်အလွယ်လေ ခံစားခဲ့ရတာကတတလာတီကတိတ်မကြသေးဘူးမလားတကယ်လို့ဟိုမှာဆိတ်ရှုပ်စရာတွေဖြစ်လာရင်ဟီတာကိုပါအပေါ်မပေးချင်းဒါဆိုငါနေခဲ့ဟန်လေးဒီမှာမအောင်မလားဟီတာလည်းတယောက်တည်းဟန်လေးလည်းစားသားဆိုင်တွေမှာ သူတို့ဘန်းနဲ့လိုက်စုံနေတီမို့မအားဘူးလေး အဲ့လိုနေရာတွေကိုဟေတာစိတ်ပြေလက်ပြောက်ဖြစ်အောင်ဟန်လင်းကမရမက ခေါ်ထားတော့ဟေတာလည်းဟန်လင်းသွားတိုင်းလိုက်သွားရသည်ထို့ကြောင့်ဟေတာကို ဟန်လင်းနဲ့အစဉ်ပြေပြေထားနိုင်ခဲ့သည်လေဒါဟာလွမ်းရည်လိုက်တဲ့တဏီအဖြစ်လွမ်းလောင်ရည်လိုက်တဲ့အတန်ပေါ့ဒီနာကျင်မှုတွေပြည့်နှံ့နေသည့်အိမ်ကိုရုတ်တရက်ကြီးလာဖို့ခေါ်ခဲ့ပြီး ဒီရောက်တော့ကြားရသည့်စကားတွေဟာရေချင်စရာကောင်းနေခဲ့သည်နည်းနည်းအံ့ဩရတာမှန်ပေမဲ့ပေါ့ရန်ကိုဒီကိစ္စလေးပြောဖို့ရန်ကောကနေဒီအထိခေါ်လိုက်တာလားတဲ့ဒီလန်သူ့အဖေကိုမေးလိုက်တော့လေအကြည့်ကသူ့ရှေ့တည်းတည်းကချုပ်ကိုပိုင်းလေးစီရောက်သွားသည်ခန္ဓာကိုယ်လေးကြုတ်ဝင်သွားမတက်ထိုင်နေပြီးခေါင်းလေးငုံနေရကတင်ငယ်ကြောက်ရွံ့မှုတွေပြင်းနေနေရအထင်သာ လွမ်းတနာစိတ်လေးဝင်မိသည် အဖေအရင်မဟုတ်မှန်းသိရောသူ့လေးခံစားရမှာကအမှန်ပဲလीလွမ်းထွက်ချိန်ကသူ့ကိုသူ့အဖေအရင်ရဲ့အတိအမှတ်ပြုမခံရတဲ့ကလေးဆိုတာကိုခေတ္တမီလျော်သွားသည်အိမ်ကိုပြန်လာခဲ့ပါထွက်သွားလဲ6နှစ်ရှိပြီဒါလောက်ဆိုလုံလောက်ရောပေါ့ဒယ်ရီအလုပ်နောက်ကစကားတွေဘာထက်ပြောမလဲလွမ်းတေချာမကြားနိုင်သေးခင်ပါရင် ြန်လာခဲ့ဆိုသည့်စကားကြားရုံနဲ့လွမ်းအငင်းစကားဟာလွတ်ကနေပါလွမ်းပြတ်မလာနိုင်ဘူးလွမ်းထွက်သွားကြရပြန်လာဖို့ရန်လို့တောင်မတွေးခဲ့ဘူးဒယ်ရီအလုပ်တွေကိုဒယ်ရီချက်လာစွာသောဇနီးမယားကိုလွှဲဒါမှမဟုတ်ရင်လေလွမ်းအပြုံးနဲ့အကြည့်တို့ဟာချိုကိုပိုင်းလေးစီပို့လိုက်မိသည်သူဝပြုံးကဒုကလေးစိတ်သက်သာရရအောင် ပြုံးခဲ့ခြင်းမှာသို့တော့ချုပ်ကိုပိုင်းလီဟာ သူ့အပြောင်းကိုမြင်တော့လက်ကိုတင်းနေအောင်ဆောက်ကန်လိုက်တာကို တွေ့လိုက်မိသည်လွမ်းအမားတစ်ခုခုလှုပ်လိုက်မိလို့လားညို့လေဒယ်ဒီမရှိတော့တဲ့အခါပိုင်ဆိုင်မှုတွေအတွက်ဒယ်ဒီခွဲပေးမှာပါဒါပေမဲ့သမီးရလည်းဒီအပိုင်းကိုစိတ်ထည့်ထားပေးပါပြန်မလာနိုင်ရင်တော့ဒါတော့လှုပ်ပေးရမယ်အခုကြတော့မှသမီးရင်းကိုတတည်သဘောလားသူအသက်တခုရလာမှလွမ်းကိုပြန်လိုအပ်နေရလားဒီလိုဘာဖြစ်ချင်နေရလဲ စိတ်ပြတ်စရာကောင်းလွန်သည်ညွန်တောင်းမှမာရဲ့ဘေးညွန်အတွက်မလို့အပါဘူးမမကိုပဲပေးလိုက်ပါ မမဆိုတဲ့စကလုံးလေးကိုကြားလိုက်ရတော့လွန်ခဲ့တဲ့ရှင်နယ်လောက်ကချိုကိုပိုင်းလေးသူ့ကိုခေါ်ခဲ့တာကိုတတိယသွားသည်ပြောင်းလဲသွားခြင်းမရှိတဲ့အခေါ်ဝေါ်လေးဆိုပေမဲ့ဒီနှွေးထွေးမှုဟာစံတင်နေတရားဘသူစီကမှမရဘူးတဲ့အနှွေတက်လို့ပင်ညွန့်လေး ညို့လို့ခေါ်နေကြသည်ချို့ကိုပိုင်းကိုတော့သူ့အမေဟာဟန့်ထားတယ်လို့ခေါ်သည်ဟုတ်ပါတယ်လေသူလည်းသူ့ယောက်ျားပိုင်ဆိုင်မှုကိုလိုချင်မှာပေါ့ဒါကြောင့်ကလေးကိုအတုံးချပြီးဒီအိမ်ထဲဝင်ခဲ့ရမလားဒယ်ရီကတော့ချို့ကိုပိုင်းလေးထပ်ပြောရဲစကားကြောင့်ဒေါသထွက်သွားဟန်သူသည်ညို့ဟာဖိဖိသမီးတောင်မဟုတ်ဘူးလေတန်ရောစင်တစ်ခုရဲ့အတွက်အားနာစေလေးအတွက်နဲ့ညို့ငဲ့စီရမလိုပါဘူး ညွန့်တာတွေမမှတ်ဘူးလွမ်းသူ့အပြောလေးကိုသဘောကျလိုက်တာ သဘောကျလွန်၍ခဟဟရဲမိသည့်အတီပါလွမ်းအတွက်တော့သူ့လေးဟာသူ့ဟာသူထူချနေရပဲလွမ်းထိုတော့မှတေချာခြင်းမိသည်ငယ်ငယ်ကတည်းအများကြီးဖြူလာပေမဲ့ချိုးကိုပိုင်းလေးကညိုကြောလေးပါလေဟုတ်သည်တကယ်ကိုညိုကြောလေးပါ ငငယ်ကလိုကတ်ချင်စရာကောင်းလောက်သည့်ပါလေးတွေမရှိတော့တော့လဲနန်းချင်စရာကောင်းသည့်ပါမျိုးလေးဖြစ်လာသည်မလားဒီအတတ်မပြည့်သေးတဲ့ကလေးကလွမ်းကိုပါရီများတလောက်ဆွဲဆောင်နေရလေလွမ်းထိုးအပ်ချိန်ကသဘောယိုနဲ့ဝေဖန်နေခဲ့သည်လေသို့တော့ထိုးအပ်ချိန်ကလေးကချိုကိုပိုင်လေးဟာလွမ်းနှလုံးသားရဲ့ဝင်နေရယူဖို့အသင့်ရှိနေခဲ့ပြီဆိုတာကိုတော့လွမ်းမရိပ်မိခဲ့တယ်လို့မခံစားတတ်ခဲ့သေးပြီ နောက်ဆက်တွဲနားရဲစက်ဝင်လာသည့်စကလုံးတွေကိုကြတော့လွမ်းစိတ်နေလာသည် ချိုကိုပါလေးကလည်းမျက်နာကိုလက်အုပ်လိုက်ပြီးငိုချတော့မြည်လေမိဘတွေကိစ္စမှာကလေးတွေကကြားညက်တာပဲဒါပေမဲ့အခုကိစ္စမှာတော့သူ့တဲတွေကသူ့ကိုတမင်ခေါ်ဟာဒါဟာတရမျိုးသမီးနဲ့ချိုကိုပါလေးကိုတမင်ပါထုတ်ခြင်းလို့လွမ်းခံစားနေရသည်လေလွမ်းသာလက်ခံလိုက်ရင်း ဘလောက်သူတို့ရှေ့လေးချိုတွေးထားတာနောက်ကြရင်ပိုင်ဆိုင်မှုတွေက လွမ်းစီတာရောက်လာလိမ့်မည်အခုမှလွမ်းကိုပေးဖို့ရက်ရော်နေရကိုတွင်းပြီးတော့ထက်ရဲခြင်းမိသည် လွမ်းငယ်ငယ်ကဦးမြတ်မဟာသည်ဘယ်ရောက်သွားတာလဲအင်းအဲ့လူကရှိသေးပေမဲ့လူကားရောင်အေးကွန်လေးခြုံထားတော့လွမ်းလည်းမမြင်နိုင်ဘူးအဲ့လောက်ဒရာမာကြီးခင်းပြနေပါနဲ့ကြီးနေတဲ့သူတနာ ချင်းနေကြတဲ့သူတွေတအိမ်နဲ့နေကြပေါ့ကိစ္စပြတ်နေပြီဟာလွဲကိုခေါ်စရာမလိုပဲပြန်ခေါ်အားဒင်းမြင်ကွင်းကိုမြင်ချင်းလို့တော့မဟုတ်ပါဘူးเนาะတော်ရုံလို့ပါလွမ်းရဲ့ဒီစကားတန်တွေဟာသူ့တဲ့ဒီကိုအဓိကဥတီပြီးနောက်တစ်ယောက်ကတော့ချိုကိုပိုင်းလေးရဲ့အမေစီပေါ့သို့တော့ချိုကိုပိုင်းလေးဟာမျက်နာကို အုပ်ထားတဲ့လက်တွေဖြင့်မျက်ရည်စာတွေကိုတုပ်လိုက်ရင် သူ့ကိုခက်ဆူဆူစိုက်ကြည့်လိုက်သည် ဒီကလေးဟာတော့သူ့ကိုအထင်ပဲမှားနေရသည်သို့တော်လဲအပြစ်တော်မမြင်မသူလေးကြည်ပြင်းလာရာပတ်ဝန်းကျင်ကကိုယ့်ကိုချစ်တဲ့သူမှမရှိပဲဒါလောက်အမြင်ဆောင်တာက မဖြစ်နိုင်စရာမရှိဘူးလေလွမ်းပြောပြီးသားလေလွမ်းအတွက်အရေးမပါတဲ့အရာတွေကိုလွမ်းမသိချင်ဘူးတဲ့ဒီလွမ်းတေးတဲ့တခါလာလဲနာမည်ပြည့်စုံခေါ်ပြီးတော့အော်အော်မနေပါနဲ့ရန်နာမည်ကိုလွမ်းသိပါတယ် သူများမိသားစုချားတဲ့ဇွမ်းဝင်မပါခြင်းကိုရန်ပြောလိုက်သည့်စကားကြောင့်ထိုကလေးလက်ကလေးဟာထပ်ပြီးတင်းကနေဖြစ်သွားသည် လွမ်းလေးပါကြောင့်သူ့ကိုပဲတတိထားကြည့်နေမိရလေဥမြတ်မဟာကိုအနိုင်နဲ့ပိုင်ဖို့လုံနေရင်ကနေလေသူများမိသားစုဒဲဒီအတွက်ရောမဟုတ်ဘူးလားဒဲဒီဟုတ်ဟုတ်မဟုတ်ဟုတ်လွမ်းအတွက်တော့ဟုတ်တယ်အဲ့တော့ဒီမိသားစုနဲ့ဘာမှပတ်သက်စရာမလို့ ပြန်လာမှလည်းမဟုတ်သလိုဒယ်ရီစီကဘာမှလည်းမမှတ်တဲ့အတွက်ဘာမှလည်းမလိုချင်ဘူး။သွားခွင့်ပြုပါဦး။ run တေးတယ်အခုပြန်ထိုင်စမ်းအခုမှအဖေလာပြီးတပြနေရကလွမ်းရဲ့စိတ်ကိုချင်စေသည်ဒီလူကိုလွမ်းနှုတ်ဖြားကဒယ်ရီလို့ခေါ်နေတော့လေအဖေအဖြစ်ခံစားချက်လုံးဝမရှိပါလွမ်းခံယူထားတာက လွမ်းတီမိပါမယ်လေဒီလိုဖြစ်ဖို့လေဒီလိုပဲပုံသွင်းခဲ့ရမလား ဒါလောက်ဆိုလုံသွားပြီပေါ့အခုမှဘာအယူထနေရလဲလွမ်းကို၆နှစ်လုံးလုံးလွတ်ထားတယ်လို့အခုလည်းဆက်ပြီးလွတ်ထားလိုက်ပါတော့လွမ်းတစ်ယောက်တည်းရက်တည်နေနိုင်ပြီဂျယ်ရီစီကထပ်ပြီးဘာမှထားပါတော့လွမ်းပြောချင်တာလွမ်းကိုကွန်ထရိုးလုပ်ဖို့မကြိုးစားပါနဲ့လွမ်းကိုဘွားနဲ့ကိုသာနေပါရစီလွမ်းထိုနေရာကနေထွက်ထွက်လာခဲ့သည် ချိုကိုပိုင်းလေးရဲ့အကြည့်စုစုတွေကိုတော့မျက်စိတောင်းကနေတစင်မြင်နေရသည်ချိုကိုပိုင်းလေးနဲ့ထပ်တွေ့ဖို့ထပ်ပြီးပတ်သက်ဖို့လည်းလမ်းမမြင်နိုင်ဘူးမလားဒီတော့သူ့အမြင်ကိုလွမ်းကယူဆိုင်မနေတော့ပါထင်ကျင်သလိုသာထင်ပါစီလေးတစ်ချိန်မှာပြန်ဆောင်တွေ့ဖို့အကြောင်းဖန်လာမှာကိုလွမ်းတိခဲ့လေးင်ဒါမှမဟုတ်ဒီမဖြစ်တဲ့ဆက်ဆံရေးကိုရေးဆွဲခဲ့သူက လွမ်းကိုယ်တိုင်သာဖြစ်နေရကိုသိခဲ့ရင် သူလေးရဲ့အမြင်တွေကို လွမ်းအရင်ဖြည့်ရှင်ပေးခဲ့မိမလားသို့တော့ဒါရီဟာပြန်ပြင်ဆင်လို့မရခဲ့သည့်အတိတ်တွေဖြစ်သည်ပစ္စုပ္ပန်သို့ရောက်လာချိန်မှာကရင်တန်နိုင်လူလိမ့်နေသည့်လူတအူမျက်ရည်တွေဟာမျက်တောင်ကနေစီးဆင်းလာသည့်အထိအိမ်မက်ဟာဆူဝါလွန်လာသည်အသက်ရှူကြမှုကြောင့်ကရင်ဘေးကခုံတွင်အစ်စ်တင်ထားသည့်ရေဘူးကိုယူတော်လိုက်သည် သို့တော်လဲအတက်ရှူကြမှုကရက်တံမသွားဟန်ဟန်နာမည်လေးကာနာယုံကလည်းရေလွမ်းအတန်တွေထပ်မထွက်နိုင်ပါဟန်လင်းဆုံးပါမှုဟာအခုဆိုတလာပြီရှိပြီအတက်ရှူကြနေသည်ကို ခံစားနေရ၍လေပင်ကို ကိုလက်တဖက်နှင့်ကို ဆုပ်ကိုင်းပြီး ကုတ်ချင်နေမိသည်ထို့သောခဏခဏလုံမှုကြောင့် ပွန့်ပဲ့နေသည့်နေရာတွေအပေါ်ထတ်စင်ကုန်မိ၍အနာဖြစ်လာက သွေးထွက်လာသည့်အထိဖြစ်လာခဲ့သည်ဘာလို့မငိုပဲစီကြလာသည့်မျက်ရည်တွေဟာအမှန်တရားကို လက်ခံဖို့ပြောနေသည်လွမ်းလက်ခံဖို့ကြိုးစားခဲ့ပါသည် သို့တော့လွမ်းအခုတည်းလက်မခံနိုင်သေးပါ အခုလေအိမ်မက်ထဲမှာဟန်လင်းကသူ့ကိုထားခဲ့သည်။ဘာလို့တယောက်တည်းထားခဲ့ရလဲ။ လွမ်းအားပြတ်နေသည့်ကိုလေးနှင့်ထရရလိုက်သည်အေးမဝသည့်အပြင်အစာမစား၍သွေးအားနည်းနေသည့်အတွက်အတော်မူဝေနေသည်လွမ်းချီလန်းနေဟာ အိမ်နောက်ဖေးဘက်ကို သွားနေသည်ခေါ်သွားမှာပေါ့တီးတံကိုပါအတူခေါ်သွားမှာပေါ့တစ္ဆပောက်ရဲ့ချွန်မြထက်ရှာသော အရာတစ်ခုကို လွမ်းကင်ဆွဲလိုက်သည်ရွေချက်ရှိရှိသူဒီနေရာကို လာခဲ့ရလေ ဒါနဲ့ဆိုကုလကဝေကတွေးကြောစိတ်မြင်လေးတွေဟာအတွင်နနတိပြတ်တောက်သွားမည်ထင်သည်အဲ့အချိန်ကျရင်လွမ်းလဲဒီပင်မမှုတွေကိုထမ်းပိုးစရာမလိုတော့ပဲဒီနာကျင်မှုတွေကိုမခံစားရတော့ပဲဟန်လင်းလိုလွမြောက်သွားမည်မဟုတ်လားကောင်းတော့ညလေးကိုပိုင်ဆိုင်နိုင်ကြပါစီနော်နောက်ပိုင်းမှာမိုးတို့ထပ်တွေ့ကြမယ်